စ္ဆနေရေးသားတဲ့အခြားသောအရာများနှင့်လူဝိတုတ္တစုစည်းမှုထဲမှာစာအုပ်နှင့်လူသူပုံပန်းကငိမ့်စားပမောက္ခကြီးတူအတွင်နှင့်တူဤဖွေးဖွေးဖြူ၍ဖြည့်တင်လေးရှိအမတူသောသပင်များကဂုတ်တိလူနီရှိလျားစွာ ပြန့်ကြနေသည်ရှုံတွတ်တွတ်သူမျက်နာနီဆက်ဆက်ပေါ်တွင်လဲမှဲ့ချောင်းနှင့်အရေးချောင်းအတွန့်များပြည့်နှက်နေဤသူနှာခေါင်းချွန်ချွန်ပေါ်တွင အမဲရှိနေတတ်သည့်အဝေးနီးကြီးနိုင်သောအ내ရောက်ကော့ကိုင်းမျက်မှန်သည်လေသူနီးတူအိုမင်းနေလေပြီသူခေါင်းကိုဆွတ်ထားရာတွင်မြဲမြန့်စေရန်ထိုမျက်မှန်ဤကားနေသောဂိုင်းနှစ်ဖက်အဖျားကိုတရေချိုးနှင့်ချီနှောင်ဆက်တွေ့ထား၏စိမ့်ရောင်ဘန်ကောက်လုံးကြီးတစ်ထည်နှင့်အယောင်လွင့်ပြဲ့စားပြုတ်နေသောတိုက်ပုံအင်းကြီးအ내ကြီးတစ်ထည်တို့မှသူဝင့်နေကြအစင်ရင်များဖြစ်၏ ကိုင်းနေသောဒုက္ခကြောင့်ရှေးကိုငိုက်တွဲကြနေသည့်တိုက်ပုံအင်ကြီးအနက်ကြီးမှသူကိုယ်နှင့်စာလျင်အတော်ပင်ဖားလျားပွားရောက်နေသည်ဟုထင်သရရှိ၏သူပခုံးပေါ်မှလွဲလာတတ်သောတွဲဤနေသည့်လွဲဤအနက်ကြီး၏အလေးချိန်ကြောင့်လည်းဒုက္ခမှပို၍ပြိကိုင်းနေသောရှိ၏ခါကန်ကိုင်းဖြင့်ထိုလွဲဤအနက်ကြီးအားတင်းတဘိုးထမ်းလွယ်ကပန်းစိုးတန်လန်းနေကို ူတရွာရွာဖြင်းညင်းစွာလမ်းလျှောက်ဝင်လာသည်ကိုမြင်လျင်ပန်းသူရလမ်းထဲရှိသာအုပ်တဲ့များလှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်မြဲပင် သူ့မိမာဥမဟုဖြစ်သည်သို့တော့သူ့မိကိုပန်းသူရလမ်းထဲရှိဘဲသာအုပ်တဲ့ကမှမသိအလုံးကတညိတညွတ်တဲ့ဆရာကြီးဟူတာယိုသေးစွာခေါ်ဝေါ်ဆက်ဆံလေရှိကြသည်သူတို့အလုံးကဤလူကြီးသည်တက္ကသိုလ်တစ်ခုခုမှအငိမ့်စားပမောက်ခအိုကြီးတယောက် ို့မဟုတ်စီးပွားပြတ်သွားရသောစပေးမြတ်နိုးသည့်တထေးဟောင်းကြီးတယောက်ဖြစ်မည်ဟုသာအတွေးကိုစီနှင့်လက်ခံထားကြ၏သူဘယ်မှနေသည်သူမိသားစုရှိမရှိဆိုသောဘဝသက်ကြောင်းကိုမိသူကမှမသိသူတို့သည်တီကဥပါအိုဤလွယ်အိတ်ထဲတွင်အဖို့တန်ရှားပါသောစအုံများပါလာတတ်သည်ဆိုသောအချက်သာဖြစ်၏ပန်းဆိုတဲ့38လမ်းတဝိုက်သည်စာအောင်ရောင်းဝယ်သူများ စာချက်ဘိုးများလေးလာကြက်စားရဒေတာဖြစ်၏ထိုတဝိုက်ကစာအုပ်သက်များသည် စာအုပ်ရောင်းလဲရောင်း၏ဝယ်လဲဝယ်၏ဥပဟုသည်သူတို့၏ဖောက်သက်တူဖြစ်၏အဝယ်သမားဖောက်သက်မဟုတ်အယောင်းသမားဖောက်သက်ဖြစ်သည် အနည်းနှင့်အလားလာကစုဆောင်းထားသည်များကိုကြောင်မျိုးမျိုးကြောင့်လာရောင်းကြသောသူတွေလက်ထဲဝယ်အင်္ဂလိပ်မြန်မာစာအုပ်ကောင်းများပါလာတတ်၏အင်မတန်ချိုတာသောဇင်းနှုံးဖြင့်ဝယ်ယူရသောစာအုပ်များကို ပြန်ရောင်းသောအခါ သူတို့နင့်ကနေအမြတ်ရလိရှိသည်အခုတလောသူတပြင်းအင်္ဂလိပ်လိုရေးထားသောကပ္ပကန္နဝင်စာအုပ်များမှအဝယ်လိုက်နေသည်လွန်ခဲ့သောဆယ်နှစ်ခန့်ကဆိုးရစာအုပ်ဆိုင်များ၌နှစ်ချက်ခွဲသုံးချက်နှင့်ဝယ်ခဲ့ရသောစာအုပ်များမှယခုဈေးကွက်တွင်20အစိတ်ဖြစ်နေသည် ကမူဆတ်ဂျွိုက်ကဖ်ကာစာတူတို့ဤစာအုပ်မျိုးဆိုရင်ထုတ်ထက်ဈေးခေါ်ရ၏၄50ဆိုလဲဝယ်မည်သူမနည်း စာယူပေယူကလေးများသည်ထိုးဆိုင်များရှိရာသို့ချောင်းပေါက်မတက်ရောက်လာကကပ္ပကန္နဝင်တွင်ဖတ်ရခက်ခဲသည်ဆိုသော နမကြီးပေးဆိုသောအမှုပညာမြောင်းလာသည်ဆိုသောစာအုပ်များကိုကြာဘူးနာဝလောက်ဖြင့်တဖောက်ဖောက်မေးချဝယ်ကြသည် ထိုစာယူပေယူလေးများတဲတွင် တက္ကသိုလ်မှဆရာပေါက်ဆကလေးများကိုကိုကပ္ပစပေနှင့်အကျွမ်းတဝင်ရှိသည်ဟုအထင်ခံခြင်းနေရှာသောပိုက်ဆံရှိတာသမီများ စာရေးဆရာကပြဆရာပေါက်ဆကလေးများ စသဖြင့်လူဆုံးမ၏ထို့အထက်မှ အတော်များများမှစအုံနံမယ်လောက်ပင် အတော်စူးစားဖတ်ရမည်သူတွေဖြစ်သည်သို့တော်ဟန်လောက်ခအလူရဝဲကြသည်မကဒင်းတောင်ဆောင်မှဂျင်းကျွိုက်အကြောင်းပါလာရင်ဂျင်းကျွိုက်စာအုပ်ကိုလာမေး၏သောမတ်မန်အကြောင်းပါလာရင်သောမတ်မန်စာအုပ်ကိုလာမေး၏ဗာဂျီနီးယားဝုဖ်အကြောင်းပါလာရင်ကပ်ကအကြောင်းပါလာရင်မြမလူဆောင်ပါကိုဖတ်ခါအရိစာအုပ်တွေမရှိဘူးလားဟု အင်္ဂလိပ်လိုစာအုပ်ကိုသူတို့လာမေးတတ်ကြ၏စာအုပ်တဲ့များဖို့ပိုလူစုမှာအမျက်ဆုံးကြီးကြီးရနိုင်သောပုံသေးဖောက်တဲ့များဖြစ်၏သူချီပြီးတုတ်ပြီးဝဲသူများကိုအရှိတဖြင့်ဆွဲဆောင်ထားနိုင်ရန်အတွက်သူတို့စာအုပ်များကိုစ조사ရှာဖွေကြရသည်စာအုပ်ကောင်းများကလည်းရှားပါးတန်တယ်လို့ရှားပါးနေ၏ထို့ချင်းနေမျိုးတွင်ဥပအိုမှာသူတို့အတွက်တံပိုးရှိလာသောအထောက်ပံ့ကောင်းကြီးတစ်ယောက်ဖြစ်နေလေသည်ထို့ကြောင့်ဥပအိုပန်းစိုးတန်း 38လမ်းစာအုပ်တန်းဘက်ကိုရောက်လာရင်အားလုံးလို့လို့ကပြူပြူငါငါကြိုဆိုလေးရှိကြ၏ဥပအိုလာတိုင်းလဲသူလွဲလာသည့်လွဲအိတ်ကြီးနှင့်တလုံးစာအုပ်ကောင်းများအပြည့်အသိပ်ပါလာတတ်၏ညမစာအုပ်များမဟုတ်တန်ဖိုးရှိအင်္ဂလိပ်စာအုပ်များဖြစ်သည်ဒီနေ့လဲဥပအိုသည်သူစီမှစာအုပ်ဝယ်နေကြပန်းစိုးတန်းကကိုတင်ဤဆိုင်မှရောက်နေ၏ကိုတင်ဤဆိုသူကဒေနေပေးလိမ့်မရှိအယောင်းဝင်ဖြစ်ပြီးရင်လက်ဖက်ရည်တွေပါတွေပင်တိုက်သေးသည်သူနှင့်လူချင်းလက်အတန်အသင့်ရင်းနှီးနေ၏ ဥပါအိုလွယ်အိတ်နဲ့ကြီးတဲမှစအုပ်များကိုကိုတင်ဤကအပြင်းမာတုတ်ချင်းထုတ်ခါပုံရင်းကဂျွန်ကစ်ချဲလီဝီလျံဘလိတ်ဒီပတ်ဆရာကြီးစာအုပ်တွေကရိုမန်တစ်ကဗျာစာအုပ်တွေကြီးပါလားကဗျာစာအုပ်ဆိုရင်လဲဟိုတစ်ခေါက်ကလို Richard Ward ပါ Robert Lowell တို့ Prebert တို့လို Modern ဆရာတွေဟာယူလာပါဒါက Dickens ဒါက Robert Frost ဟာဟာ Thomas R. Wittwood တွေတော်တော်များပါလား Paul Asbest စာအုပ်တွေလည်းပါတယ်သူတို့ကလူသိမ့်မဖတ်တော့ဘူးဆရာကြီးရဲ့ကစ်ကုတ်တွေပဲ ဘူပါအိုကကိုတင်ဤပြောသမျှခေါင်းသာညိမ့်ပြဤထောက်ခံသည့်သဘောဖြင့်တော့ဟောက်ဟံမတူသူခေါင်းကြီးနေပုံကလောကကြီးကြောင်းအလုံးစုံကတိပါတယ်ဆိုသည့်ပညာရှိကြီးတူတကိုတဲနှလုံးသွင်းနေပုံနဲ့သာတူဤတော်သေးတဲ့ဆရာကြီးကမူးရဲ့အောက်ဆိုင်တာစာအုပ်ကလေးရဲ့နာဘူကော့ဖ်နဲ့ဆော်ဘဲလူတို့ရဲ့ဝတ္ထုတို့ဘောင်ကျုပ်စာအုပ်ကလေးတွေရဲ့ပါလာပြီလို့ဂျက်ကာရိုရဲ့သောမတ်စ်ပင်ချွန်စူဇန်ဆွန်တက်ဒါကဂျွိုက်စ်ကာရို့ သူတို့စောက်တွေအကြောင်းတော့ကျွန်တော်လည်းကောင်းကောင်းမသိဘူး။ဥပအိုကခေါင်းငိမ့်ပြန်ဤဒီအဖိုးကြီးကစကားနဲ့ဒီပညာရှိဆိုတာမတီးရင်မမီတဲ့စီနဲ့တူတယ်ဆိုတဲ့စကားရှိသားပဲ။တလားကိုနှစ်ခေါက်သုံးခေါက်ထိုလူကြီးသူတို့စီကိုစောက်တွေလာရောက်နေခဲ့ဒီမှာတနစ်ကြော်ခန့်ရှိပြီ။သူရောင်းနေခဲ့သည့်စာအုပ်များကိုရေတွက်ကြည့်မည်ဆိုရင်တောင်ရေတွက်အပြင်နည်းမည်မဟုတ်တော့။နောက်ရောင်းဖို့အများကြီးကြံ့သေးတယ်ဟုပြောပူသေး၏။ဒီလောက်များတဲ့စာအုပ်တွေကို ဖတ်မှတ်လေးလာထားခဲ့ပြီးပြီဆိုတော့လေဆရာကြီးဤမြတည်ငြိမ်မှုရှိနေသည်ကိုစမ်းတည်ဟုမဆိုတာတခါတလေသူတို့ကစာအုပ်တွေအကြောင်းပြောရင်လေအပြုံးဖြင့်သာနားထောင်နေတတ်သည်ပြန်လည်လက်ခံဆွေးနွေးရလအောင်သူတို့မှဤချင်းမရှိဟုယူဆလေသလားမသိဆရာကြီးသောမတ်မန်ရဲ့ Magic Mouse တွေမရှိဘူးလားဒီဘဝရဲ့ Offset in Daniel Single Lily စာအုပ်တွေရောပေါ့ယူလာခဲ့ပါသူတပြက် Kafka ရဲ့ရဲတိုက်စာအုပ်ရှိရင်လိုချင်တယ်ဈေးကောင်းရမယ်ဆရာကြီး အရိတောက်ကိုတော့ကျွန်တော်အော်ဒါမှထားတာပဲ၃လေးဦးရှိတယ်။ဥပါအိုကကောင်းငိမ့်မြန်သည်။ဥပါအိုအိမ်ပြန်ရောက်တော့မောမောပြင်းလွယ်အိတ်ကိုကြမ်းမြင့်မော်ချသည်။အိမ်ကထွက်သွားတဲ့ကစောင်းများဖြင့်ပြေးနေတော့လွယ်အိတ်ကြီးမှအိမ်ကိုပြန်လာတော့စံစီစားငရုတ်ကြက်တွန်တို့ဖြင့်ပြေးလာ၏။သူ့အိမ်ကဆယ်မိုင်ခုံးမှရှိသည်။ဓနီမိုးထရန်ကအိမ်ခတ်သေးသေးလေးသာဖြစ်သည်။အိမ်ပေါ်မှာတံမိုးကြီးတော်ပရိဘောကဟူ၍မရှိ။ဖယောဖယဲဖြစ်နေတော့စောင်းပုံကြီးတစ်ပုံတော့ရှိ၏။စောင်းပုံကြီးကိုမြင်တော့ ကွယ်လွန်သူသူစေရဥအောင်ဆက်ကိုဥပအိုတရိယလာသည်ဥအောင်ဆက်သည်ရန်ကုန်တက္ကသိုလ်ဌာနတစ်ခုမှပမောက်ခကြီးတူဖြစ်သည်သူဘဝကိုစပေလေးလခြင်း၌သာထာဝရမြုံနှံထားခဲ့သောလူပြိုကြီးတူလည်းဖြစ်၏ဥအောင်ဆက်တာဝန်ထမ်းဆောင်နေစဉ်ကတော့တက္ကသိုလ်ကဘေးသောအိမ်တဆောင်တွင်နေ၏ဆွေမရှိမျိုးမရှိတကောင်ကျွဲဖြစ်သောဥအောင်ဆက်အဖို့အိမ်တောင်ထိမ့်သိမ့်ရလူတအိုးလိုနေသည်ဓမင်းချက်ဝေးလျှော်ကအစတာဝန်ယူနိုင်မည်သူဖြစ်ရမည် သို့တော့သူကလူလွတ်တဦးဆိုတော့မိမအဖော်နဲ့လည်းမတင်တော်ပြန်ကြီးသူဖြင့်မိတ်ဆွေတယောက်ဤဆက်ဆက်ပေမှုနှင့်သူစီကိုဥပါဟူရောက်လာသည်ဥပါဟူကလည်းတောကတက်လာတော့တကောင်ကျွတ်တယောက်ဖြစ်၏တခြားအလုံးမရခင်ဆက်ကြခဏခုနားမည်ဆိုသောရည်ရွယ်ချက်ဖြင့်ဥအောင်ဆက်ထံရောက်ခဲ့သောဥပါဟူမှာမထင်မှတ်ပဲအနည်း40ကျော်ဥအောင်ဆက်သိဆုံးခြင်းအထိအတူနေပြခဲ့လေတော့သည်တက္ကသိုလ်ကျောင်းတော်ကြီးမှဥအောင်ဆက်အငိမ့်သားယူသောအခါ ူတို့ဆရာတပည့်နှစ်ဦးဤဆက်မိုင်းကုန်းမှာအင်္ဂလိပ်တလုံးဆောက်၍ပြောင်းရွှေ့နေကြသည်ဥအောင်ဆက်ဤအငိမ့်သာလာသာငွေမှာအသုံးဖြုံးမရှိသောဆရာတပည့်နှစ်ယောက်ဤစာဝတ်နေရေးအမှုအတွက်တော်ဖူလုံဤဥအောင်ဆက်မှာစုဆောင်းပြီးငွေကြေးဟူ၍မမေရရမရှိတသက်လုံးသူရခဲ့သည်။ငွေမှာစာအုပ်ဝယ်ချမ်းချင်းဖြင့်ကုန်ခန်းခဲ့သည် သူချမ်းသာသည်။မှာလည်းစာအုပ်များသာဖြစ်၏လွန်ခဲ့သောတနှစ်ကျော်ခန်းကတော့ဥပအိုထက်ဆယ်နှစ်ကြီးသောဦးအောင်ဆက်တည်ဆုံးသွားလေသည် သူ့အတွက်ဥအောင်ဆက်ခြံရိတ်ခဲ့သောအမွေးပစ္စည်းမှများမြောင်လာစွာသောစာအုပ်များသာဖြစ်၏လက်ထက်မှရှိသမျှငွေကြေးကလေးကုန်ခန်းသွားသောအခါအိုမင်းမစွမ်းရှိပြီဖြစ်သောဥပါဟုသည်စာဝဲနေ၍ခက်ခဲကြုံလာ၏ယခုလိုခါမျိုးတွင်သူ့၌လောက်ကင်စားနိုင်သောခွန်အားလည်းမရှိတော့ရောက်ချစားတဲ့ငွေကြေးလည်းမရှိတို့ဖြင့်တနေ့ပန်းစိုးတန်ပတ်ရောက်ခိုက်အင်္ဂလိပ်စာအုပ်များရောင်းနေသောဆိုင်တဆိုင်တို့ဝင်ကဒီလိုစာအုပ်တွေရောင်းရင်ဝယ်သလားဟုမေးမိ၏ဆိုင်ရှင်ကယူခဲ့ပါဆရာကြီး ျွန်တော်ကြည့်ပေးပါမယ်ဟုဆိုသည်ဒီလိုနဲ့နောက်နေ့တွင်စာအုပ်များကို လွယ်အိတ်တလုံးနဲ့ထည့်ယူလာကသူပြ၏ဆိုင်ရှင်ကဝန်တာအာရဝဲ၏ဆိုင်ရှင်ထံမှသူဘလိုမှထင်မှတ်မထားသောငွေကြေးကိုရသဖြင့်ဥပအိုအံ့အားဖြင့်တင်နေသည်သူယူလာသောစာအုပ်20ကိုတအုပ်၅ကျပ်နှုန်းဖြင့်ရှင်းပေ၏တကြိမ်ကသူပိုက်ဆံပြက်ကိုက်ရက်ကွက်ထဲတွင် စက်ကူလဲဝဲသည့်သူတို့အုပ်ကိုခေါ်ရောင်းခဲ့ပူသည်တပိတ်တာ၃ကျပ်ခွဲပဲရခဲ့သည်ဆိုင်ရှင်က နောက်ရှိရင်လည်းယူလာကဲပါအောင်ဟုမှသည်သို့ဖြင့်ဥပဝုသည်ဈေးသုံးလိုတိုင်းပန်းစိုးတန်းကိုလွယ်အိတ်တစ်လုံးနှင့်ရောက်လာကစာအုပ်ရောင်းသူဖြစ်လာသည်သို့တော်တလားကိုနှစ်ကြိမ်သုံးကြိမ်တည်းသူ့ပို့မရောသူ့မှာတိထက်ငွေပိုးမလို့သောကြောင့်ဖြစ်သည်အခုတော့သူ့ဆရာဘေးကဲ့သို့အမွေနှင့်များဖြင့်သူ့ကြီးပွားနေသည်ဟုဆိုနိုင်သည်ဆောင်းများတာမက သူ့ဆရာကြံခဲ့သည့်အဝတ်စားဟောင်းများမှလည်းသူ့ဝတ်စားဖြစ်ခဲ့သည်တပ်ပွင့်ကြီးကတော့သူနှင့်နည်းနည်းပွားနေသည် သို့တော်ဝှေ့ဖို့ပြင်းမနေနိုင်ပြီးတော့သူ့ဆရာကြံခဲ့သည့်မျက်မှန်မျက်မှန်ကအိုဟောင်းနေတော်လဲသူ့အတွက်စပလုံးရွေးရာတွင်ကောင်းကောင်းအသုံးဝင်နေသည်ဤစောင်းစင်များကိုတော့သူခွဲချမ်းကထင်းဆိုင်ပစ်ခဲ့သည်သူကပမောက်ခတစ်ယောက်မှမဟုတ်တာခန်းခန်းနာနာစောင်းစင်တွေပါတယ်လဲမလိုလားပါဘူးဟုတွေးမိသည်စောင်းတွေကို ခုလိုကြမ်းပြင်ပေါ်တွင် စုပုံထားလဲရတာပဲဟာစောင်းများမှာ အစီအရေရောဖျို့ဖျဲပါ အပြိုပြိုအလဲလဲထွေးတည်ထက်တည်နေသည်ကမွေးပလေးဝတ္ထုစအုံမှကြွက်ကြိုက်ထားသဖြင့်ဆုပ်ပြတ်နေ၏တော်စတိုင်းဤအနာကရီနီနာမှာခြေရင်းတွင်ဂျိုးဆက်ကွန်ရက်အစ်လော့ဂျင်လဲကြနေသည်အရင်ကျမ်းမှချများသားလျက်ရှိသည်ဟင်နရီဂျိန်းဤဂျိုးငတ်အတောင်ပံများမှဂျက်လန်ဒန်ဤတန်ဖနောင်းအောင်ရောက်နေ၏သည်အထူးကြံနှစ်တရာမှာပင်ကူမြင်များကြီးတွင်နေသည် ရူဖ်အဲလီဆင်ဤကိုပြောက်သူမှာပိုဟက်ချင်းများဆုံးကွက်နေသည်ဗာဂျီနီးယားဝူးဤလိုင်းများပေါ်တွင်ဂျိမ်းစ်ဒရိုက်စ်ဤဂျူလီစီရောက်နေသည်ဒီဟ်လော်ရန့်စ်ဤလေဒီချက်တာလီချစ်သူမှာမျက်နှာဖုံးမရှိတော့ကာဝါဘာတာဤနှင်းပွင့်တိုင်းပြည်မှာမူဖုံလိမ့်လိမ့်တင်နေသည်နှကံမွေးတထောင်ထောင်နှင့်ပိုဟက်တချို့ကစာအုပ်ပုံထဲမှထွက်လာကဥပါအိုကိုငေးကြည့်ကြ၏ထို့ထဲမှတကောင်ကိုဥပါအိုကချစ်စနိုးပြင်ကောက်ယူလိုက်ကမင်းတို့လည်းစာအုပ်တွေကိုစားပြီး တက်ရှင်နေရတဲ့ကောင်လေးငါနဲ့ဘဝတူဘောကွာဟုဆိုသည်ဥပန်းဦးသည်ထိုအကောင်များကို မောင်းပြစ်လိမရှိကြေမောင်သာပြိုးပြီဖြစ်သည်ဖြင့်ဥပန်းဦးမီးအိမ်ကိုထွန်းကြီးနေသည်မှာတိုက်ခတ်လိုက်တော်လီတစ်ချက်က စုပ်ပြဲနေသောဝါတရံအပေါင်းမှ တိုးဝိတ်စိတ်ညိုဝင်လာ၏ဤထရန်ကို သူအစ်စ်ပြတ်မလဲနိုင်သေးခင် လေးလုံးအောင်ထရန်အပေါင်းများကို စက်ကုနှင့်ကတ်ခပိတ်ဖို့ကိစ္စကိုတရိရလာ၏ထို့ကြောင့် စာအုပ်ပုံထဲကလက်လန်းမိယာစာအုပ်တအုပ်ကိုစွဲယူလိုက်ပြီး စာရွက်များကိုတရက်စီဖြုတ်၍ထမင်းလုံးကော်နေတုံရင် ထရံမှာကတ်နေမိ၏ထိုကဲ့သို့သူဆုပ်ဖြဲ၍ထရံပေါက်ကိုကတ်ပြက်လိုက်သောစာအုပ်မှာထိုကဲ့သို့သူဆုပ်ဖြဲ၍ထရံပေါက်ကိုကတ်ပြက်လိုက်သောစာအုပ်မှာစာအုပ်တဲ့များကလိုချင်တက်မတ်စွာတဖောက်ဖောက်မှကြားနေသည့်ကဖကာ၏ရဲရိုက်စာအုပ်ဖြစ်ကြောင်းကိုမူဘယ်တုံးကားမှစမတင်ဘူးသဖြင့် အင်္ဂလိပ်လိုဝေး၍မြမလိုပင်တလုံးမှမတက်ရသောဥပါအိုတယောက်တိနိုင်ရှာလိမ့်မည်မဟုတ်ပါကြေတစ္ဆာနီစောင်းနှင်းလို